တော်ရရှင်များအလုံးမဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာဗုဒ္ဓယာရဲဘော်တုံးကြီးရဲ့လောဘတက်၍တေးရသူဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် နေအောင်ကြီးများကတောကျူတောကြမှဖောက်ထွက်နေတော့၏။လောင်ရင်ပြီးသော၆ပေလံသို့မဟုတ်တောတွင်လှဲလံတစ်လျှောက်၌နှင်းမုံတွေက စိုင်းနေတုန်းကာလပင်။အော်ချင်းငှက်တအုပ်၏မြောင်သီးစာရင်အော်မြည်တန်များသည်နနက်စောစောပိုင်းကို ကြည်နူးပွေရာတောဤဂီတတန်များဖြင့်ဖန်တီးနေတော့သည်။ကြောက်ခဲအင်းရွာသို့ဆင်းရန်တဖာလုံငန့်သာလိုတော့သည့်အတွက်ကျွန်တော်နှင့်ဥဖိုးဟန်တို့ဖို့ခြေလန်းတွေပုံမူတွက်လက်လာတော့သည်ဟုထင်မှတ်မိပါသည်။ နောက်မှမိုင်ဝက်ခန့်ကွာမှကြံရစ်ခဲ့သောကျွန်တော်တို့ဤစအိုးစခွက်အိယာလိတ်နှင့်တောလိုက်ပစ္စည်းများတင်ဆောင်လာသည့်လှဲကိုလည်းစောင့်ရန်မလိုတော့သည့်အတွက်ကြောက်ခဲအင်းရွာမြောက်ဖက်တကားစီသို့ဆက်လက်လျှောက်ခဲ့ရပေသည်။နှစ်ယောက်သားရှောင်းရင်လမ်းပေါ်မှတားကောင်အကူတန်းကိုသတိပြုကာလေလံအကဲခဲရင်းပင်ကျွန်တော်တို့အလိုရှိနေသည့်နှခမ်းမွေးကြီးဤခြေရာလက်ရာများကို ရှာဖွေမိခဲ့ကြသည်။နှခမ်းမွေးကြီးကကျွန်တော်တို့မုတ်ဆိုးအဖွဲ့ဝင်များ နန်းစားဖြင့်အတိမတ်ပြုထားသည်ကြေးရွာသားများ၏အခေါ်ဝေါ်တွင်တောကောင်သို့မဟုတ်ကြားကြီးများပင်ဖြစ်ပေ၏ဒီကောင်တွေဒီဘက်ကျောကိုမလျှောက်သေးဘူးဗျအချိန်ခါကတော့သူတို့လပဲလေနတော်ပြာသူဆိုတော့နှခမ်းမွေးတွေလူပြိုအပြိုလှဲ့တဲ့တောတောင်ထဲမှာလမ်းလျှောက်မြူးတူးတဲ့အခါပဲဥပိုးဟန်ဒီစေဘော်လေးကြီးကိုထောင်းကနေဖွာထုတ်ရင်းသူဤဇောထန်းထန်းသာသည် လေးရလေးမော်တာရိုင်ဖယ်ကိုနေရာရွှေ့ပြောင်းကညာလက်ဖြင့်တစ်ဖက်ထဲကင်လိုက်ပါသည်ကျွန်တော်သည်6ဘေးလန်းဖုံဖုံပေါ်၌ကြီးချေရာဆက်ချေရာတောဝက်ချေရာများနှင့်တည်တည်မှွားမှွားကြောင်များဤချေရာသာတွေ့ရပြီးကျွန်တော်တို့၏အချစ်တော်နှခမ်းမွေးကြီးဤချေရာသည့်ချေရာဟောင်းတစ်ခုတလေမှမတွေ့ရသည့်ကြောင့်စိတ်မကြေမနက်ဖြစ်နေမိသည်ခါတိုင်းကြောက်ခဲအင်းနှင့်ဇလုံးကြီးဘိုးရဲကြောတဝိုင်ဖောင်းလောင်နှင့်ကြောက်ခဲအင်းစိုင်းကျိုးပြက်ကြောတဝိုင်မှာ ဒီကောင်တွေခြေရာဟာခောက်တော့ခောက်ပြန်တွေ့နေကြဥစ္စာဗျာဘဲနဲ့လေနှာခမ်းမွေးတွေကဘေးတွင် တွက်ကြည့်တော့ကျုပ်တို့လာပြီဆိုတာသိရလို့လွတ်ရကင်းရပြေးကုန်ပြီထင်တယ်ဟုဥဘိုဟန်ကအမှတ်မထင်မင်းပြန်ဖြေချလိုက်သည်ပြောလေပြောစရာပဲလေကျုပ်တို့နှာခမ်းမွေး၄ပါးလောက်တောင်ဇလုတ်ကြီးဘိုတဲတဝိုက်ကကပ်ပြီးပြစ်လို့ရခဲ့တဲ့သက်သေးခံချက်တွေရှိခဲ့တဲ့ကိစ္စပဲဗျာ ကိုင်းပါလေရွာရောက်မှတကြီးဥထုံးရင်နဲ့မုတ်ဆိုးငဖြော်တို့ကိုတီးခေါက်ကြည်စမ်းရအောင်မတွေ့ရမပြည့်ရရင်မဖြစ်ဘူးကျွန်တော်တို့နှစ်ယောက်သားစကားပြောဆိုကလျှောက်လာနေစဉ်တွင်ကျွန်တော်တို့မျက်နှာမူရာလှဲလန်းကိုိပတ်စီမှခြေတံနှင့်စကားပြောသံများကိုကြားလိုက်ရပေ၏လှမ်း၍ကြည့်လိုက်သည့်အခါတွင်တနက်တလက်နှင့်လူလေးဦးကို တွေ့လိုက်ရတော်သည်ဟောဘုံမူကြီးတို့ပါလားဘယ်နဲ့ဆက်သားမလွတ်ဘာမလွတ်နဲ့ဗျာ ဝန္တာအာရသည့်အတန်နှင့်ကြောက်ခဲအင်းရွာခေါင်းဆောင်တကြီးဥထုရင်ကို တွေ့လိုက်ရပေ၏သူဤနောက်မှနှလုံးဘူးတနက်ကိုင်းသူမှာရွာကံမုံဆိုးငဖျော်ဆိုသူဖြစ်ပြီးကြံလူနှစ်ယောက်မှာခြေရခံရ၌အကူညီပေးမိရွာသားနှစ်ယောက်ပင်ဖြစ်ပေ၏စောစောစီစီဘယ်လဲတကြီးဥဘိုဟန်သည်ခင်မင်းရင်းနှီးသူပြီးပြီးလှမ်း၍မေးလိုက်သည့်အခါတွင်စံတင်တို့လေပြားရှိုးထဲမှာဝတ်တောင်းကြီးတကောင်ခုလေးတင်းမှတွေ့ကြရလို့ ကျွန်တော်တို့ကိုလာခေါ်တာလေဥထုံးရင်မှာအယုကံတက်တက်ဖြစ်သည့်အတိုင်းကွယ်ဝချင်းပရိရဲ့တစုံတရာမသုံးမဲပြောလိုက်ရာနှလုံးဘူးတဲ့ကိုင်းမုတ်ဆိုးငဖြောကဤကဲ့သို့သူတို့၏အကြံစီကိုဖွင့်ဟပြောလိုက်ခြင်းကိုမကျေနပ်သည့်မျက်နှာဖြင့်တကြီးကိုကြည့်လိုက်ပါသည်မုတ်ဆိုးငဖြော၏အတွင်းစိတ်ကြောကို ကျွန်တော်သည်ကောင်းစွာရိပ်မိပြီးဖြစ်ပါသည်သူတို့၏တောဝတ်ထီးကြီးကိုကျွန်တော်နှင့်ဥဖိုဟန်ကကြားဝင်ပြီးပြစ်ခတ်မိစိုးရိမ်သောအတွက်ပင်ဖြစ်ပေ၏ ်အမှန်တမ်းရေးရလျင် တောလက်ကြေးရွာမှရွာကန်မုံဆူးများသည်အင်မတန်အမြင်တိုတတ်၏သူတို့နယ်ပယ်ထဲသို့အခြားသနတ်သမားများမုံဆူးများလာရောက်ကြက်စားမိကိုစိုးရိမ်တတ်ကြ၏တို့ရာတွင်ကျွန်တော်တို့ဖို့သူတို့ရွာကန်မုံဆိုးတွေလိုကြေးစားဆန်လှသော စိတ်တကားလုံးဝမရှိကြ၏ရွာကန်မုံဆိုးတို့သည် လူများများနှင့်အုပ်လိုက်တင်းလိုက်ချီကားတောချောက်ပြက်ခတ်ချင်းမျိုးကို မလိုလားကြလူနှစ်ယောက်သုံးယောက်နှင့်နေနိုင်သမျှလူနည်းစွာဖြင့်ခြေရာခံပြီး အမဲပြက်ခတ်လိုကြ၏လူများများနှင့်လိုက်၍အမဲပြက်ခတ်ပြီးသားကောင်ရလျင်သားကောင်၏အသားကိုတောချောက်သည့်နောက်ပါ လူများကို ဝေစုဝေပုံခွဲပေးရမည်စိုးရင်ခြင်းပင်ဖြစ်၏တောရွာ၏ဓလေ့အရာအမဲပြက်ခတ်ရ၌အသားဝေချမ်းရေးစနစ်မှာ ထားကြပါစို့သားကောင်တကောင်ရလျင်ပြက်ခတ်သူမုတ်ဆိုးကဝေပုံတပုံနှင့်သားကောင်၏ခေါင်းကိုရယူရ၏ပေါင်းတပေါင်းကိုတနက်ရှင်အားတနက်ခါပေးရ၏ ကြံအသားနှင့်ဝန်းတွင်သားများကိုမူမုတ်ဆိုးနှင့်နောက်လိုက်တောချောက်ပေးသူဖြတ်ပေးသူများကိုအညီအမျှဝေယူကြရ၏စတ်သားတပိတ်သားဤစစ်ကြိုခေဈေးနှုန်းမှာနှစ်ချက်မှလေးချက်ယခုဈေးနှုန်းမှာ6ချက်မှ10အထိဈေးရ၏ထို့ကြောင့်လဲရွာကန်မုတ်ဆိုးတို့သည်ကြားနှင့်တက်စင်များတဲ့ဆက်နှင့်ဝက်ကိုအဓိကထားကရွေးပြီးအမဲပြခတ်လိုကြ၏ကျွန်တော်သည်တကြီးဥထုံးရင်ကိုကြေးရွာကာကွယ်ရေးတွင်တက်ဆိုင်ရာအစိုးရကထုတ်ပေးထားသော ဆက်နှဖို့နှလုံးပြူတနက်စိုင်မောင်းတက်ကိုမုတ်ဆိုးငဖြော်ဤလက်ထဲမှဆွဲယူကတနက်ဤအခြေအနေကိုစစ်ဆေးကြည့်ရှုလိုက်မိ။ခါးကိုချိုး၍ပြောင်းနှလုံးအတွင်းသို့ကြည့်လိုက်သည်တွင် ပြောင်းစင်နေရမည်စားမဲတန်နေ၏။စိုင်ပြောင်းနှစ်ဖက်ကိုလက်မနှင့်မတင်ကစမ်းကြည့်လိုက်၏။ခနော်ခနဲ့နိုင်လာတော်၏။တနက်မောင်းအောက်မှပင့်ကလှုပ်ခါ၍ကြည့်လိုက်ရ၌အနှဲငယ်လှုပ်နေတော်၏။ပြစ်တာတော့ကောင်းပါရဲ့တကြီး။ ခမည်းတော်နဲ့ကတိတ်စိတ်မချရဘူးပြို့ကြည်တန်ကရောသိရဲ့လားဝက်ကြီးရင်ကြားလဲသိအနာမတီဝွမကတ်ဝွမူနော်မတက်နိုင်ဘူးလေဘုံမူကြီးကြည်တန်အစ်စ်6လုံးကြီး3000နဲ့6လုံးကြီး4000ရှိနေပြီပဲဒီဝက်လောက်တော့ကိစ္စမရှိတမ်းပါဘူးဟုဥထုံးရင်ကရီကာမောကနဲ့ကွမြုံနေရာမှပြောကြပါသည်တနက်ကောင်းဖို့မကောင်းဖို့တက်ချက်ပိုင်ဖို့နဲ့လှည့်မြန်ဖို့လိုတယ်ထင်ပါတယ်ဘူကြီး ခါတိုင်းဒီနယ်တဲကဝက်တွေဆက်တွေမှန်သမျှဟောဒီဘာကြီးထွန်တနက်နေကြီးရနေကြပါပဲတနက်ကူလဲမလိုပါဘူးခမညာဤစကားကမုတ်ဆိုးငဖြော်ဤကျွန်တော်တို့မုတ်ဆိုးတွေကိုဒီစကြက်တွင် မပါဝင်စီရန်ကြိုတင်ပိတ်ပင်လိုက်သောပရိယေစကားပင်ဖြစ်ပေ၏ကောင်းပါရဲ့အေးဗျာရွာရောက်ပြီးအမောဖြေပြီးရင်မောင်ဖြော်ပြစ်တဲ့တောဝက်သားနဲ့ထမင်းတနက်စားဖို့ပဲဟိ ဥဘိုဟန်ဒီဟားတိုက်ခါအတိဘယ်ပါပါနဲ့ရီမောလိုက်ပြီးကျွန်တော်တို့ကသူတို့လူစုကိုရှောင်ထွက်ခဲ့သည်ကျွန်တော်ကိုယ်တိုင်ရွာကိုလိုက်ပို့မယ်လေဘုံမူကြီးကိစ္စမရှိပါဘူးတကြီးကျွန်တော်တို့ရွာနဲ့တိတ်ကွာတော့တိုင်းဥစ္စာမှမဟုတ်ပဲဝတ်နောက်သာဆက်လိုက်ကြပါလေဟုတ်ကျွန်တော်ကအဖြေပေးလိုက်ပြီးနောက်နှစ်ယောက်သားရွာစီတို့ဆက်ထွက်ခဲ့၏ဗြိတိရှားနေချက်သမားအစိုးရသည်ဗမာများကိုလက်နက်ကောင်းကောင်းကင်ခွင့်မပေးလိုကြကြီး တကြီးဥထုရင်ဤဆက်နှစ်ဘုတ်တနတ်မှာအင်္ဂလန်ပြည်လို့အပေါ်စား၁၀ပေါင်၁၅ပေါင်မျှသာပေးရမည်ငှက်ပြည့်တနတ်မျိုးပြောင်းမျိုးစားပဲဖြစ်၏ဗြိတိရှားအပြေးတွင်ကြံသောလက်နက်များနှင့်ပင်အကာအကွယ်လက်နက်ပေးကာအုပ်ချုပ်ရေးကို စီမံအုပ်ချုပ်နေကြခြင်းသာဖြစ်၏ပူနွေးသောထမင်းပွဲမှငွေကလေးတွေသည် ရစ်ခါတီကာပြန်ဝဲနေလေသည်ကြောက်ခဲအင်းရွာသို့လာရင်ဘူးကွဲရွာထွက်လေကွင်းထဲမှပြစ်ခတ်ရရှိခဲ့သော တောကျက်သုံးကောင်ကိုဥနုသည်ကျွမ်းကျင်စွာဖြင့်ပြုတ်ကျော်လှုပ်ထားသောဟင်းတပကံဘူးရွက်ဟင်းညိုတည့်ရသီးသနံဘာလချောင်းကျော်ငါတစ်တာတို့စသည့်ထမင်းဟင်းများသည်ကျွန်တော်ဥဖိုဟံဥနုရဲဘော်ကျော်လိုင်းတက်ကျက်ကြီးတန်းထွန်းတို့ကိုတအားလွေးရန်ဖိတ်ခေါ်နေတော့၏ထို့ကြောင့်လဲကျွန်တော်နှင့်ဥပိုဟန်တို့ကလက်စည်းကွက်တွင် လက်ကို စေးကြောလိုက်ပြီးထမင်းမွဲတွင်ထိုင်ကာသုံးလေးလှုပ်ရှားလိုက်စဉ်ရွာမြောက်ဖက်တကားစီမှာ စီစီညံညံလှုပ်လှုပ်ရှားရှားအတန်တွေရော ခွေးဟောင်တန်တွေပါတပြိုင်တည်းကြားလိုက်ရပေ၏ရွာရင်းတို့ဒစိမ့်တယောက်ယောက်ဝင်လာခြင်းညောင်ခွေးတွေစူသည်ဟု အောက်မေ့လိုက်ပြီးကြက်သားတစ်ဖက်ကိုဟန်ရပန်ရနှင့်ဝါလိုက်သည့်တခဏ၌အိရှိလေကားပေါ်မှတကြီးကြော်သည်ဥရဖာယာပြည့်တက်လာတော့သည်အမလီလှုပ်ကြပါဦးခေကြပါဦးကိုထိုးရင်တို့ကိုဝက်ပတ်လို့လဲနေကြပြီတဲ့ပင်မေးပြန်ပြေးလာတယ်သူ့မှလည်းသွေးတွေရဲနေတယ် ဟုဆောက်တီးယာမရရှာသောမျက်နှာနှင့်တုံ့လှုပ်သောအသံဖြင့်ပြောလိုက်ပါသည်ပြောလို့မှမပြီးသေးဘူးကိုင်းကွာဥပိုးဟန်ကြီးသည်ထမင်းပကံကိုဘေးသို့ဖဲထုတ်လိုက်ပြီးကမန်းကဒန်လက်ကိုစေးကြောကလက်တော့ဘွားနှင့်အမြန်တုတ်တင်လိုက်တော်၏ကျွန်တော်အနေနှင့်လဲဘိုက်ထဲသုံးလေးလောက်သာရောက်သေးသောထမင်းမွဲကိုနှီးကုန်းချုပ်လိုက်ရပေ၏ရှေ့စဉ်နောက်စဉ်တွင်မင်းငဖြော်ဤနောက်မှခြေရာခံကအကူညီပေးသော ပေမေးဆိုသူ ရွာသားတစုနှင့်ရောက်ရှိလာပြန်သည်သူ၏အင်ကြီးလက်တို့တွင်ရှေ့ပိုင်းကသူ၏အရဲသားတွေ့လိုက်ရပေ၏ဘလို့ဖြစ်တာလဲပြောစမ်းဥပိုးဟန်သည်ဘောင်းမီရှေကိုဝေရင်လှမ်း၍မေးလိုက်၏ဝတ်ကြီးကိုတစ်ချက်ပြစ်ပြီးဝတ်ကြီးကသွေးယူသွေးတန်းနဲ့ဖုံးဆိုးတဲ့ဝင်သွားဘေးကပတ်ပြီးကျုပ်တို့ကလိုက်ချောင်းမှာဝတ်ကြီးကကျုပ်တို့ဘေးကဘွားကနေပြစ်တက်လာပြီးကိုဖျော်ကိုအရင်ပတ်ချလိုက်တယ်ပြီးတော့တကြီးကိုဆက်ပတ်နေတော့မှာ ကျုပ်ကဓမ္မနဲ့ဝင်ခုတ်တယ်။ဝတ်ကြီးကကျုပ်ကိုလှည့်အပတ်မှာကျုပ်လက်ထဲကဓားနဲ့ဝတ်ကြီးနှုတ်သီးတအားထိုးမိပြီးကျုပ်လက်ထဲဓားလွတ်အကျမှာဝတ်ကြီးကကျုပ်ကိုပတ်ပြီးတော့ကျုပ်လည်းမြေကိုလူးပြီးရှောင်ပြေးခဲ့ရတယ်။ဒါကြောင့်ရင်ဘတ်မှာနှစ်ချက်ဆက်ပြီးထိသွားသေးတယ်။ကိုဖျော်နဲ့တကြီးကတော့ဖုံးကနေလဲရာကနေမထနိုင်တော့ဘူးပြို့။ဖြစ်ရလေတယ်ကွာ။မောင်ဖျော်ပြစ်တာချက်မပိုင်ဘူးလား။နောက်ထပ်ဆင်းပြီးမပြစ်ဘူးလားကွာ။ ဟုဥပုဟံကကြည်တန်ကပတ်ကိုပန်ရင်မေးပြန်ပါသည်ပြစ်သေးတယ်ဗျကြည်တန်ကမထွက်တော့ဘူးညာဘက်စိုက်မောင်းတစ်ချောင်းကလည်းအရေးထဲမှာနှွယ်နဲ့ညှိပြီးဘမပြုတ်ကျနေတယ်မသိရဘူးဗျကျွန်တော်ဒီဝတ်နာကိုသတိကောင်းစွာထားရှိခဲ့သူပြီးပြီးထက်မြတ်သောတနက်ကောင်းများကိုသုံးရန်ဆုံးဖြတ်ထားပြီးဖြစ်သည်ခြေတို့ကိုကြီးတရဝါများနဲ့တောဝံနဲ့ကြားတို့သည်ပါဝင်ပြီးရုတ်တရက်အပြင်းမှန်းအဖြစ်ကြည်ရလျင် ၎င်းတို့၏ကြီးမားသောကိုခန္ဓာကြီးများကြောင့်လေးကံထိုင်းမှိုက်သည့်တရဝါကြီးဟုထင်မှတ်စရာပင်ဖြစ်ပေ၏တို့ရာတွင် တကယ့်အရေးတွင်ကြားနှင့်တောဝက်သည်အံ့ဩစရာပင်လှည့်မြန်တွက်လက်လှပေ၏ဝလုံးတို့လွတ်တကဲ့သို့ဟူသော ပုံခိုင်းစရာပေါ်ပါလှည့်မြန်သလောက်မျက်စီရှင်ချင်းခြုံခို၍တိုက်ခိုက်ရ၌ပုံအောင်ရ၌နှစ်ကောင်မရှိသော ကြားနှင့်ဝက်တရဝါများပါတကားကျွန်တော်သည်305 magnet mortar rifle ကိုဆွဲယူလိုက်ပြီး ကြည်စံအပြော့စား9000ကို ရွေးထည့်လိုက်ပါသည်ဥပိုဟန်သည်404မော်ဇာရိုင်ဖယ်ကို ပခုံးနှင့်ထမ်းလိုက်ပြီးကျွန်တော်နီးတူကြည်စံအပြော့စားထိတ်၌ခဲဘူးတဲ့ကြည်စံများကိုကြည်စံကပတ်ကြီးထဲမှဆွဲထုတ်နေတော့၏ထို့နောက်ဒဏ်ရာရသူပေမေးကို ခေါ်ယူခဲ့ပြီးအချင်းဖြစ်ပွားရာလေရှူဘတ်သို့ခတ်တုတ်တုတ်ထွက်ခဲ့ကြ၏ရွာနှင့်ခရီးတမိုင်အတွင်း၌ရှိနေခြင်းကြောင့်မိနစ်20ခန့်တွင်ကျွန်တော်တို့လေရှူပြားနီးသို့ချဉ်ကပ်ခဲ့ကြသည် ကျွန်တော်တို့နောက်မှခြေတံများကြားရ၍လှည့်ကြည့်လိုက်သောအခါရွာသားဥယေ20ကျော်သည်ဓားများလှန်ရှည်များဆွဲကင်ကလိုက်လာသည်ကြောင့်ခမားတို့လိုက်ဖို့မလိုဘူးတောဝနာဟာအန္တရာယ်အလွန်များတယ်လူများတော့ပြည့်ရခက်ရတာမလွယ်ဘူးမလိုက်နဲ့ဟူ၍ကျွန်တော်ကလှဲ့ကားသတိပေးလိုက်ရ၏မကြမီညင်ငင်းကလဲတဲ့တွင်ဟန်ရပန်ရလှဲ့လာကမှွေနောက်စားတော့ခဲသောတောဝက်ကြီး၏ခြေရာလက်ရာများကို တွေ့ရပေ၏ လဖက်ရည်ချမ်းပကံလုံးတစ်လုံးကိုမြေပေါ်၌မှောက်ချလိုက်သည့်အခါတွင် ထင်းငါကြံ့ရစ်သောပုံစံတိုင်းကြီးမားလှသည့်တောဝက်ကြီး၏ခြေရာကြီးများသည်နှင်းရိုက်ထားသည့်လေမြေပြော့ပြော့ပေါ်တွင်အထင်ရှားတွေ့နေရပေ၏ပိတ်သား90နဲ့60ကြားထွက်မဲ့ဝက်ကြီးပဲပုံမူဒါကြောင့်ငဖျော်တို့စုံမှတ်ကြတာပဲဗျာဥပိုးဟန်သည်ရိုင်ဖယ်တနက်ကို အသင့်ကိုင်းရင်းဝေပန်လိုက်ပါသည်စဘာကင်းစ၌ဖျိုးဖျဲဖြစ်နေအောင်ဝတ်တူးကြီးသည် စားတောက်ဖြက်စီးသွားခဲ့သည်မှာထောင်းလမောင်းကြေမွနေသည့်ရှုကင်းကတက်သေးခံနေပါသည်ထို့နောက်တကြီးနှင့်ငဖြောတို့ဝက်ပတ်ခံရသော ရှုပြားစီတို့ဂယုတဆိုင်ကြည့်နေကတလန်းချင်းတက်ခဲ့ကြသည်အပေါ်လောင်းရိတ်တွေလွှမ်းနေသော ရှုများစီတို့စိတ်ချလက်ချတက်၍မဖြစ်သေးကြောင်းဥပိုးဟန်နှင့်ကျွန်တော်တို့ဘေးချင်းရှင်ကရင်မောင်တန်းကဘေညာဝဲရာတို့ဂယုတဆိုင်ကြည့်ရှုကတောဝတ်ထီးကိုရှာဖွေရင်းခြိတက်ခဲ့ရပေ၏ ဂိုက်တင်အားကြောင့်ချီတက်ခဲ့ကြသည့်နောက်တွင်သွေးလူလူနှင့်လူမျိုး၏သရံများကိုလှမ်း၍တွေ့လိုက်ရပေ၏ထို့ကြောင့်၎င်းတို့ပတ်ဝန်းကျင်တစ်တိုက်သို့တင်းကြုံစစ်ဆေးလိုက်ပြီးမှတကြီးဦးထွန်းရင်တို့စီးသို့တန်းတန်းမတ်မတ်တက်ရ၏နှစ်ယောက်စလုံးခောက်ဝေများကျွတ်ခါသွေးရရောဖုန်တွေရောတစ်ရွက်တွေရောလူးနေတော့ဤဥထုံးရင်ဤလက်တစ်ဖက်က သူဤမျက်နာကိုကာကွယ်ခဲ့ပုံဖြင့်မျက်နှာပြင်ပေါ်တွင်အုတ်လျက်တွေ့ရပေ၏ထို့ကြောင့်ကျွန်တော်သည် ဥဘိုဟံကို တောဘကြီး၏အလစ်ဝင်တက်ခိုင်မှုမှ ကာကွယ်ရန်သတိပေးလိုက်ပြီးဥထုံးရင်ဤဘဲလက်ကဝိနှင့်ရင်ဘက်စီတို့ကပ်၍အသက်ရှူမရှူအကဲခတ်လိုက်၏အသက်ရှူသင်ကြားရာမှဥဘိုဟံစီတို့ခေါင်းညိတ်ပြလိုက်ပြီးမှောက်ရက်လဲနေသည့်ငဖြောစီတို့ချင်းကပ်၍ဥထုံးရင်ဤတိုင်းစမ်းသက်ကြည့်ရှုလိုက်ရ၏ငဖြောနှလုံးခုန်ခြင်းတွေးတိုးခြင်းမတွေ့ရသည်ကြောင့်နှာခေါင်းဝါသို့တောကြက်တောင်တစ်ချောင်းနှင့်ကပ်၍ကြည့်လိုက်၏ တို့ရာတွင် လေတိုးခြင်းအသက်ရှူခြင်းလက္ခဏာတစုံတရာမတွေ့ရတော့ကြည်ငဖြော်ဤဒံယာကို ပြန်လှန်၍ကြည့်ရှုလိုက်သည့်အခါတွင်ဘဲဘက်ရင်သည်ပွင့်လျက်၎င်းခြေစလုံးကြက်သားမှပေါင်ရင်းထီတောဝက်ကြီး၏အစွဲကဓာောက်လျှောက်ခွဲတက်သွားသည့်ဒံကြံများကို၎င်းတွေ့ရပေ၏ဟေးနောက်ကလူတွေလာခဲ့ကြဟောဒီလူတစ်ယောက်ကိုရွာပြန်ယူသွားတကြီးကိုလှဲနဲ့ချက်ချင်းမြို့စေယုံပို့ဥဘိုဟန်ဒီကြောက်ခဲအင်းရွာသားများကိုခေါ်ယူကာ လူနာနှင့်လူသေးနှစ်ဦးကိုအပ်လိုက်ပြီးဒို့နဲ့ကပ်မလိုက်နဲ့နော်ဒို့ကလှမ်းခေါ်မှရှစ်တက်ခဲ့ကြဒံယာနဲ့ဝတ်နာကိုပြစ်ရတာတိတ်မလွယ်ဘူးကလူနဲ့ဝတ်နဲ့ရောနေရင်ပြစ်ရအချိန်ရအားကြီးခက်တယ်ဟုဥပိုးဟန်ကဆက်လက်၍သတိပေးလိုက်ပြန်သည်မကြမီကျွန်တော်တို့နှစ်ဦးသည်ဆက်လက်၍တောဝတ်ကြီးကို ရှာဖွေကြသည်တောဝတ်ကြီးဤကို၌ရရှိသောဆက်နှစ်ဖို့ကြည်စံရာကြောင့်ထွက်သောသွေးချောင်းမီလော သို့မဟုတ်ဥထုံးရင်တို့နှစ်ယောက်စီမှသွေးများကြောင့်မေလောမတိရသောသွေးစီးကြောင့်အဆအနာများသည်ရှိုများရှိဖုံးစိုးတောတဲ့သို့တန်းနေတော်၏။တိတ်တိထားမှပြုဝက်ကြီးကထွေးတော်အရှုပ်ထဲမှမြုပ်နေပုံပဲအလစ်မပေးနဲ့နော်ဘုံမူ။ဥပုံဟန်သည်ကျွန်တော်တို့ချင်းကန်နေသော ခိုင်90ခန့်အကွာရှိဖုံးစိုးသို့မဟုတ်တောင်ရခင်းဟောင်းများဖြစ်ခဲ့ခြင်းကြောင့်ပေါင်းမင်းတွေခြုံတွေရှုပ်နေအောင်ပေါက်ရုံနေရာ။ ထွေးတော်တဝိုက်ကိုရှာဖွေရင်းလှမ်းငါသတိပေးလိုက်ကျွန်တော်ဟိုဘက်ထိတ်ကပန်းပြီးကြည့်မယ်ဟိုဘက်ထိတ်ရောက်လောက်ရင် အဖိုးကြီးကလူသံပေးကြည့်စမ်းများဒါမှဒီကောင်ကြီးစိုင်းကျုပ်ပြတ်တော်တဲ့ကူမကူခြေရလက်ရကြည့်နိုင်မယ်ပြောလိုက်ပြီးညာဘက်လမ်းရှင်းရမှပန်းငါတက်ခဲ့ရပြီခုနှစ်မိနစ်ခန့်အကြာတွင်ကျွန်တော်ဒီဖုံးစိုးဤနောက်ဖက်မြင်းချောင်းနယ်နိမိတ်ကို ရောက်ရှိခဲ့ပြီးလေချုံကအချက်ပေးလိုက်ရာရုတ်တရက်ဖုံးစိုးတော့အလေပေါက်စီက ခွန်း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 ဟူသောတောဘကြီး၏မန်သွင်း၍အစွဲချင်းခက်တန်ကြီးကိုရှေးဥစွာကြားလိုက်ရပေ၏။ထို့နောက်ဥပိုဟန်စီမှဝလုံးခောက်၍ဟေးဟေးဟေးဟူသောညာသံများလည်းတဆက်သေးပေါ်လာတော့သည်။ကျွန်တော်တို့အဘန်တကြီးရှာဖွေခဲ့သောတောဝကြီးကကျွန်တော်တို့လူနှံ့တွေကိုကြိုတင်ရရှိပြီးတိုက်ပွဲတွေအသင့်ရှိကြောင်းစစ်ကြေးညာလိုက်ခြင်းသာဖြစ်ပေ၏။ပြစ်ကွင်းကိုတွေ့ပြီးဖြစ်တော်လဲ ြစ်ခတ်เสียအခွင့်အရေးပြစ်ကွက်ကိုမူမရရှိသေးကြ။ဥပုပ်ဟန်စီမှဝေါကနေရှဲကနေမြေကြီးကဲများဖြင့်ထွေတော်အတွင်းသို့တပြောက်ပြောက်ပြစ်ခတ်သံများအစုံ၌အစွဲချင်းခတ်နေသော တောဝက်ကြီးသည်ကျွန်တော်စောင့်နေရာစီသို့တရွေ့ရွေ့တလှုပ်လှုပ်တိုးလာသည်ကိုရိပ်မိလိုက်ပါသည်။အထက်ပိုင်းတလျှောက်လှုပ်ခနဲတိတ်ငနဲဖြစ်နေသည့်ဖုံးစိုးတောများကိုမြင်ရခြင်းအပြင် တောဝံကြီးသည် အလေဝမှနောက်ဖက်မြင်းချောင်းသည်သို့ရွှေ့ပြောင်းနေချောင်းမှတိတာစေ၏ကျွန်တော်သည်ဝေယုံမေနောက်ွယ်မှ305 magnet rifle ကိုအသင့်ချိန်ရင်းတသိမ့်သိမ့်လှုံနေသောထွေးတော်မှကျူ၍ပြစ်ကွက်ကောင်းကိုရှာဖွေမိ၏တောဝံကြီးသည် ရှေ့သို့တအားဆုတ်ခါတိုးနေသည်မဟုတ်ဘဲရက်လိုက်နားထောင်လိုက်နှင့်ကျွန်တော်တို့လူနံလူတန်များကိုလေ့လာပြီးမှတလန်းချင်းတက်နေခြင်းပဲဖြစ်၏ကျွန်တော်သည်စစ်ပရိရဲ့တမျိုးသုံးရန်ဆုံးဖြတ်လိုက်ပြီ၏ မျက်ွယ်ဖြစ်နေသည့်ထွေတော်ပါပါကလေးအကွက်စီးသို့တင်ငနေတောဝက်ကြီးကဖိကားတိုးနေသည့်အလှဲ့တွင်ကျွန်တော်သည်တောဝက်ကြီး၏ရှေ့ပိုင်းလောက်ကိုမှန်းကာ305 Magnum Rifle နှင့်ပစ်ခတ်လိုက်၏။ကြည်စံအား300 gram ဤပောက်ကွဲသံကြီးသည်တိတ်ဆိတ်သော နေကင်းဖို့ချက်ချင်းခဏ၌စူညံသွားစေ၏။ဝက်ကြီးသည်ထိမှန်သွားကြောင်းတက်သည့်အဖြစ်ကြဲကနေအော်မြည်လိုက်ပြီး ကျွန်တော်တို့ရှိရာဘက်သို့တဝေါ်ဝေါ်ထိုးကာသူအားရန်မူသူပစ်ခတ်သူ ရန်သူဖြစ်သောကျွန်တော်ကိုတံပြန်တိုက်ခိုက်ရန် ပြေးထွက်လာခြင်းသာဖြစ်ပေ၏နောက်ထပ်ကြည်စံအစ်စ်တရောင်ကိုထိုးကာအစ်စ်ပြင်းနေသော ကျွန်တော်ဖို့ခြုံတိုးတံများတစ်လျှောက်လိုက်ခါကြိုကာတောဘကြီး၏မြင်ငွင်းကောင်းကိုစောင့်ကြိုနေကြစက္ကန့်ပိုင်းအတွင်း၌ဖုံးဆိုးတော်၏အစွန်ချိန်မေများအကြားမှာဝက်ကြီး၏ခေါင်းပိုင်းသည်စွတ်ခနဲပေါ်လာလေသည်အစ်စ်ချိန်ထားသော ကျွန်တော်၏ရိုင်ဖယ်ကတောဘကြီး၏တဘိုးကြီးတွင်ကြီးစီသို့ ကြကြနနချင်းကားပြစ်ချလိုက်ပြန်သည်တစ်ဆက်ကန့်လျင်2550ပြီအမြန်နှုံးဖြစ်ဖြတ်တန်းကထွက်ခွာသွားသောသုံးခုံကားကြည်တံဖူးသည်အချိန်နှင့်ထွက်လာသည့်တောဝတ်ကြီးကို4336ပြီတွင်တပေါင်းနှုံးတွန်းကန်အားဖြင့်ရှောင်းတခင်ဖောက်ထွင်းထိမှန်ကပက်ခနဲနောက်ပိုင်းသို့လွင့်ပါသွားပါတော့၏ထို့နောက်ခြေလက်များသည်ဆန့်ကားတက်ဖြတ်တက်ငင်းအခြေအနေသို့ဆက်ရောက်နေပါသည် နောက်ထပ်ပြစ်ခတ်เสียအချက်လဲမလို့တော့ကြည်တို့ရာတွင်မုတ်ဆိုးနှင့်စစ်သားတို့ထုံးစံတိုင်းကြည်စံအသည့်တရောက်ကိုတမဟုတ်ချင်းထက်၍ထိုးကာအရေးပေါ်ခဲ့သောထက်မှန်ပြစ်ခတ်ရင် အသည့်ရှိနေပြန်တော့သည်ပြီးပြီပြို့ဥပိုဟန်ဒီဘက်ကိုတက်ပါဥပိုဟန်ကိုလှမ်း၍ခေါ်ယူလိုက်ပြီးတောဝတ်ကြီးလဲကြရာစီတို့ဂိယုတဆိုင်ချင်းကပ်ခဲ့ပြန်သည်ဂုတ်ပိုင်းနှင့်ကြောတလျှောက်၌ဇောင်းမွေတထွာကြုံပြပင်ရှိကာတောက်နေသောနတ်မောင်နေသည့်အမွှေးများဖြင့် တော့ဝကောင်းကြီးက ကိစ္စချောနေလေပြီသူဤအစွဲမှသွေးစီเจ้าများနဲ့အဝိစုတ်စာများအသားတင်များက လူတတ်သမားဘဝကို ဖော်ထုတ်နေကြ၏အစွဲကြီးနှချောင်းကလည်းလေးလက်မကန်ရှည်ပြီးခြုံထက်နေသလောက်ခီးရောက်ခဲ့เจ้าကိုလည်းကျွန်တော်ပြန်လှန်စဉ်းစားမိပါသည်ဝက်ကြီးမှတနက်ဒဏ်ရာများကိုကျွန်တော်နှင့်ဥပိုးဟန်တို့ကလိုက်လံစစ်ဆေးခဲ့သည်နောက်ဆုံးပြစ်လိုက်သော305မက်နန်ကြည်လန်သည် တဘိုးကြီးတွင်းမှဝင်ကားညာဘက်တင်မားစီသို့ ဖောက်ထွက်ခဲ့၏မြက်ွယ်တွင် ပြစ်ခတ်ခဲ့သောရှေးဦးဆုံးအချက်သည်ဝက်ကြီး၏ဂုတ်ဘိုးအထက်ကိုမှန်ကားလက်ကုပ်တပိုင်းကို ချိုးခဲ့ပေ၏တို့ရာတွင်ဝက်ကြီးကအသက်ပြင်းလာပေ၏ဆက်နှဖို့ကြီးစံသည်ဝက်ကြီး၏တင်မားကိုထိမှန်ပြီး၆လုံးကြီးစံ၃ပောက်ကိုတွေ့နေရပေ၏ဒဏ်ရာအနာရရှိခဲ့သည့်တော်ဝက်ကြီးဖို့ဒေါသဖြစ်ယုံလောက်သာစွာပေးခြင်းသဘောမျိုးဖြစ်စေပြီး မုတ်ဆိုးငဖြော်နှင့်တကြီးဥထုံးရင်တို့ကိုပိုင်ပိုင်နိုင်နိုင်တုံ့ပြန်လက်စားခြေလိုက်ခြင်းလည်းဖြစ်ပေ၏ရွာသားများကောက်ယူခဲ့သောစိုင်းပေါင်းတစ်ဖက်ပြုတ်ကျနေသည့်ဥထုံးရင်ဤနှလုံးပြူတနက်ကိုခါချိုးကကျွန်တော်ကစစ်ဆေးကြည့်ရှုလိုက်ရတော့သည်စိုင်းပေါင်းတစ်ဖက်ရှိသည့်ပြောင်းဝ၌တွတ်ပြီးရိုက်ပြီးသားကြည်စံတထောင်နှင့်ကြံတစ်ဖက်တွင်တွတ်ပြီးမရိုက်ရသေးသော ကြည်စံအစ်တထောင်ကို တွေ့ရပြန်သည်တောရွာများမှ လူချမ်းသာများအနှိမ့်စာရောက်သောအခါ အမဲသားမှစ၍ငွေကြီးချောင်းလဲသလိုဝတ်သားအဆုံးထိမတာထမင်းဟင်းကျွေးခဲ့၏မုတ်ဆုံးငဖြောဝတ်ပတ်ခံရ၍တိတ်ဆုံးသည့်အတုပါထမင်းပွဲ၌လဲသူ့အသက်ဆုံးရှုံးအောင်လိုက်လံခဲ့ရပြီးကျွန်တော်ဇက်သိန်းကိစ္စချောလိုက်ရသည်တောဝက်ကြီး၏အသားနှင့်ပင်တေလန်းပို့သောလောဘကို လက်ခံလိုက်သူမုတ်ဆိုးငဖြော၏မတာထမင်းဟင်းကို ချမ်းသာသူများနီးတူကြွေးမွေးအပ်ခံစီရန် စီမံလိုက်ရပေ၏ ထို့ကြောင့်လဲကျွန်တော်ဤနောင်တော်ညီတော်မုတ်ဆိုးလက်တဲ့များကိုခြေတို့ကိုကြီးနှကောင်ဖြစ်သောကြားနှင့်တောဝက်ကိုအထင်မသေးကြရန်တနက်ကောင်းကောင်းချက်ပိုင်ပိုင်ပြစ်ခတ်နိုင်ကြရန်အထုသတိပေးအပ်ပါကြောင်းမြောက်ရီမဂ္ဂဇင်းမက်လာ1964ခုနှစ်